ကဲတောမတ်တူကယ်ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းကတော့အသင်းကောင်းအယ်ဘယ်ညကို2-0နဲ့အနိုင်ရခဲ့ပါတယ်မင်္ဂလာပါခင်ဗျာကိုကင်းအစ်စတာဖုတ်ဘောရှိုးအနေချူပါရယ်အင်္ဂလန်နဲ့အဘီလ်ညာရဲ့ဝါကတ်ကွာလီဖီကေးရှင်းပွဲပြီးတုံးသက်ချက် full time review ကိုကျွန်တော်အင်ဂျီကိုနေတူတူလုပ်ပေးသွားချင်ပါတယ်ခင်ဗျာဆိုတော့ဒီပွဲစဉ်ကိုပရိသတ်အများစုကစိတ်ဝင်စားကြတယ် အင်္ဂလိပ်လူရေးစင်အတင်းလေးဖြစ်တယ်။ Thomas Tuchel ပထမဆုံးကင်တွယ်ခွင့်ရတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်။ပြိုင်ဘက်အတင်းကလည်း AB ညာဖြစ်နေတယ်။ဒီအချက်တွေကြောင့်ဒီပွဲစဉ်ပေါ်မှာဟိုပြိသက်အာယုံဆူဆိုင်မှုအပြေအဝရှိခဲ့တယ်လို့နောက်ကိုအားပေးတဲ့ club တင်းတွေကနာမည်ကျော်ကစားသမားတွေပါနေတဲ့အတွက်ကြောင့်လည်းသူတို့ရဲ့ခြေသွမ်းကိုအကဲဖြတ်ချင်တာလည်းပါခဲ့တယ်ပေါ့နော်။ဆိုတော့ AB ညာအကြောင်းကိုကျွန်တော်အရင်ဆွေးနွေးရလိမ့်မယ်။ AB ညာဒီအတင်းကောင်းတစ်တင်းဖြစ်ပါတယ်။ အာ fever ရဲ့ ranking မှာဆိုအရင်တော့အဆင့်တိတ်မမြင့်ဘူးဆိုပေမဲ့လည်းကျွန်တော်တို့အနီးကပ်အဘိညာရဲ့ခြေသွမ်းပိုင်းကိုမီးဆန်းခွင့်ရခဲ့တာကအခုပြီးသွားခဲ့တဲ့ Euro 2024ပြိုင်ပွဲမှာပဲဖြစ်ပါတယ်။သူကြတဲ့အုပ်စုမှာအသင်းကောင်းတွေကြီးပဲ Italy, Croatia, Spain Croatia တည်ကစားနိုင်ခဲ့တယ်။ Italy ကိုကတ်ရှုံးနဲ့ Spain ကိုခဲရခဲစစ်ဖြစ်အောင်ကစားပြီးတော့ကတ်ရှုံးသွားတယ်။ပြောချင်တာအသင်းတွေကိုခံကန်နိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်တဲ့အပြင် ဘာစလိုနာကစားသမားဟောင်း7ညကင်တွယ်နေတဲ့အတွက်ကြောင့်လဲအတင်းတင်းကိုဘလို့ကစားရမလဲကောင်းကောင်းနားလဲသဘောပေါက်တယ်အတင်းမှာအဲ့တော့သူတို့အတင်းဒီနံပါတ်1 deep ဖြစ်အောင်ကစားတယ် deep block အခုအင်္ဂလန်တချို့ club အတင်းတွေကစားတဲ့ပုံစံမျိုးပေါ့ဗျာ central zone မှာလုံးဝ deep ဖြစ်နေတဲ့ style မျိုးတဲတယ်ပြီးတာနဲ့ Edison ကြော်သွားပြီဆိုရင်ကိုယ့်ရဲ့ goal area ထဲမှာ low block ကစားတယ်ပြီးတာနဲ့ဘောလုံးပြန်ရရင် direct counter attack တွေအသုံးပြုပြီး ကစားတဲ့ပုံစံမျိုးဒီအသင်းကြီးတွေကိုအတော်လေးဒုက္ခပေးနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါအဘိညာရဲ့အကြောင်းနောက်အင်္ဂလန်လေပြည်စင်အသင်းရဲ့ပုံတဲ့အသွင်သစ်နဲ့သောမတ်တူခဲချပြခဲ့တဲ့ဘီဝါအခင်းကြီးကလည်းအတော်လေးကိုမိုက်ခဲ့ပါတယ်အဲဒီပွဲစဉ်ကဟို2-0နဲ့9လို့ပေါ့နော်ရက်ဇလီကြည့်ပြီးဟာအဘိညာကိုနိုင်တာဒီလိုပါပဲအရင်တော့အင်္ဂလန်လိုပဲဘာမှမထူးပါဘူးမထင်လိုက်ပါနဲ့ပွဲအဆအဆုံးချင်းအင်္ဂလန်လေပြည်စင်အသင်းရဲ့ ကစားပုံကစီးစီးပိုင်ပိုင်ရှိပြီးအသင်းတသင်းရဲ့ပုံစံနဲ့လုံးဝတထရားတယ်ကြခဲ့ပါတယ်။သောမတ်တူကေကိုဒါကျွန်တော်ချယ်ဆီအသင်းမှာတည်ထားတာ။ဘောလုံးပိုင်ဆိုင်မှုအသာသီးယူဒက်ပင်မဲ့သူဒီ high press ကိုဦးစားပေးတဲ့နီးပြတယောက်ဖြစ်ကျွန်တော်သတ်မှတ်ထားပါတယ်။အဒီနေ့ပွဲစဉ်မှာလည်းဂျာမန်နီးပြ PP high press တွေတော့ပေးတယ်။ range ရဲ့နော်တပေတပန်းနေဆိုတာအကုန်လုံးအရေးသွေးရှိတဲ့လူတွေကြီးပဲ Jain Klopp တို့ Thomas Tuchel တို့ဒါ German back ကအတိုင်းဝိုင်းပေါ့ဗျာအဲ့တော့သူတို့တွေက ဒီ pressing ကိုသူများတဲ့ထူအောင်ပေးတယ်သူများတဲ့ယူအောင်ပေးတယ်သူတွေပါအဲ့တို့ကြောင့်အင်္ဂလန်သင်းရဲ့ pressing တွေဒီနေ့ပွဲစဉ်မှာကျွန်တော်မြင်ခဲ့ရတယ်ဒါပေမဲ့ရန်ဖန်ရန်ခါမှမြင်ရတာဘာကြောင့်တော့ကိုကများသောအပြင်ဘောလုံးကင်ထားတဲ့အတွက်ကြောင့်တမ်ပြန် pressing ပေးဖို့ဆိုတာတိတ်ပြီးတော့မလိုဘူးတမ်ပြန် pressing ပေးမယ်ဆိုရင်လေ Marcus Rashford တော့ကျွန်တော်နောက်တီတီရောက်တယ်လို့ Harry Kane လည်းနောက်တီတီရောက်တယ်ရန်ဖန်ရန်ခါပေါ့နော်အမြဲတမ်းလို့လို့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကိုကဘောလုံးကင်ထားတာကိုဒါတစ်ပိုင်းပေါ့ကျွန်တော်နောက်တဲ့တစ်ပိုင်းက rotation လောက်တာတွေအရင်ကောင်းတယ် formation တွေကိုမျိုးစုံပြောင်းပြီးတော့ကစားသွားတဲ့အခင်းချင်းတွေသည်တိတ်ကိုမိုက်ခဲ့ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းနီးပြတော်တော်များများကစားနေတဲ့ inverted ပုံစံမျိုးတွေတော့တိတ်ပြီးမကစားဘူးထားပါတော့ Louis Curley ကို Declan Rice နဲ့အထဲထဲမှာဝင်တွဲပြီးတော့ central overload လုပ်ထားတဲ့ပုံစံမျိုးတွေဒါမှမဟုတ်လည်းကျွန်တော်ရှေ့ attacking mid field နေရာမှာဝင်ပြီးတော့ overload တဲ့ပုံစံမျိုးတွေမမြင်အောင်အဲ့လိုပုံစံမျိုးတွေကနည်းနည်းတော့ out of date ဖြစ်သွားပြီအခုနောက်ပိုင်းကနည်းနည်းလေဤတို့ရိုးပုံစံမျိုးတွေပြန်ဆော့လာတယ် overlapping တက်တယ် cross body ပေးတယ်ဒါတွေက cyber ကစားသမားတွေလုံးဝမယ်အလို့သို့တော်လဲကွင်းလယ်မှာ overload မပြစ်အောင်သူလှုပ်ထားနိုင်တယ်အဲ့ဒါကလည်းသူ့ရဲ့ formation rotation လုံးနိုင်တဲ့အတွက်ကြောင့်သူတို့တစ်ဖက်အသင်းကိုအကောင်းဆုံး overload လုပ်နိုင်ခဲ့တာပါအဲ့တော့ overload လုပ်ပြီဆိုတာ ਨੇ isolation ကဖြစ်ကိုဖြစ်တယ်တခြားနေရာတွေမှာနေရာလွတ်တွေရအောင်ရတယ်သူတို့တွေကပြိုင်မဲ့ကစားသမားတွေ ဒါမှအများအပြားနဲ့ central zone မှာကြက်အောင်ဆော့ထားတော့ပြိုင်ပြီးတော့အဲ့လိုကြက်အောင်ဆော့တယ်တို့ရမယ်လေပိုပြီး quality ကောင်းတဲ့ player တွေများနေတဲ့အခါကျတော့ vision အပြင်ဟာကွာတယ်ဗျဆိုတော့အင်္ဂလန်လူပြည်စင်အတင်းရဲ့ကစားပုံကအဲ့လို possession တွေအသာကြီးယူပြီးဘောလုံးပေးပို့မှုတွေများနေပေမဲ့ဟုတ်ဗျာမထီရောက်တဲ့ဘောလုံးပေးပို့မှုထက်ဆိုင်ဥမာပြောချင်တာတော့တစ်ခါတစ်ခါ Georgian Rose ဆိုရင်အဲ့လိုအတူလေးပဲလိုက်ပေးပြီးလိုက်ခွဲတာ accurate versus error ဝင်သွားတယ်ဒါပေမဲ့မထီရအောင်တော်တော်ဒီနေ့ပွဲတွေမှာတော့ progressive pathetic ပေးတာများတယ်ဒါမှမဟုတ်လေကျွန်တော်အဲ့လိုတစောင်းပုံစံနေပေးတာများတယ်အဲ့ဒါကလည်း तू isolation ပြန်ပြန်လုပ်တဲ့အတွက်ကြောင့်ဘောလုံးပိုင်ဆိုင်မှုရပေမဲ့အတော်လေးထိရောက်ခဲ့တယ်လို့ပြောရမှာပါနောက်ထပ်တစ်ပိုင်းက twin goal နှစ် goal အပြင် goal တွေအများကြီးရတဲ့ ਨੇ ပြန်ဘက် Abelnya ကိုသမားရဲ့ပို့တော့ကောက်ခံမှုတချို့ကောင်းခဲ့တယ်လို့ Harry Kane ရဲ့ထက်စစ်ပိတ်သွင်းချက်တချို့လည်းကျွန်တော် နောက်ခံကစားသမားတယောက်ဘလော့တော့လည်းပါတယ်ပေါ့နော်ကျွန်တော်ဘလိုမျိုးဒီ formation တွေကပြောင်းလဲနေတယ်လဲဆိုတဲ့အပိုင်းလေးပါထပ်ပြီးတော့ဖြည့်ဆွက်ဆွေးနွေးကြပါမယ်ပုံမှန်အားဖြင့်တဲတာကတော့၄၁၄၁ပုံစံနဲ့တဲတယ်ပေါ့နော် rice ကိုကွင်းလဲမှာသူကတယောက်ပဲထားရတယ်အဲ့ကွင်းလဲကစားသမား၃ယောက်ရောက်ရက်ခက်ပြီးတော့မကစားကြတော့ပုံမှန်အားဖြင့်ဆိုရင်ကွင်းလဲမှာဒါကျွန်တော်တွေအရင်တော့တည်ထားတဲ့အသည့်လဲ miffy trial ကိုပိုကောင်းတယ်လို့ထင်တာဟာစစ်စစ်ပိုင်ပိုင်ရှိတယ်တဲ့မလားဘောလုံးပိုင်ဆိုင်မှုအသာသေးရှူနိုင်တယ်ဘာညာသို့တော်လဲ အဲ့ဒီ viewer ပိုင်းရပဲတစင်မြင့်ပြီး upgrade လုပ်လိုက်ရင်အဲ့ဒီအဆင့်ကိုကျော်လွန်သွားတဲ့ပုံစံမျိုးတွေကျွန်တော်ဒီပွဲမှာမြင်ခဲ့ရတယ် rise ကတယောက်တည်းရှိတယ်ဆိုရင်မဲ့ဒါလည်းပြိုင်မဲ့အသင်းနဲ့နည်းနည်းပါတော့စိုက်မှာပေါ့နော် ability ညာဖြစ်တာလည်းပါတာပေါ့ rise က၄တပဲရှိတယ်ဆိုတော့ညာလဲသူ့ရဲ့ရှေ့မှာနောက်ထပ်၄ယောက်ရှိတယ်အဲ့၄ယောက်ထဲမှာမှကျွန်တော် site ထွက်နေတဲ့ကစားသမားတွေကတော့ site back ကစားသမားတွေကို supporting load တယ်သို့တော်လည်း ်အာတဂန်မီဖီနီယောက်ဖြစ်ကစားနေတဲ့ဂျူဘယ်လင်ဂန်နဲ့ကာတီဂျုံကတော့ rice ကို supporting ပြန်လုပ်ပေးတယ်ဒီထဲမှာဂျူတက်စာရင်ကာတီဂျုံကပို့ပြီးတော့ rice strap အထောက်ကူဖြစ်စေတယ်ဒါကလည်း Thomas Tuchel ချထားတဲ့ instruction ဖြစ်ပါလိမ့်မယ်ဂျူဘယ်လင်ဂန်ကိုနမတ်8ရဲ့နောက်ထိမစင်းခိုင်းတဲ့ပုံစံမျိုးပေါ့နော်8နဲ့တန်းမှာဂျူဘယ်လင်ကတခါလေကြာရင်90ရောက်သွားတယ်ကာတီဂျုံကြတော့8တန်း6ပုံစံမျိုးကစားတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အဲ declarance တယောက်တည်းရှိတယ်ဆိုတော့ညာလဲအတက်တောင်တက်တာကစားရတယ်အမြဲတမ်းမိနစ်60လုံးအဲ့3ယောက်ကပြုံနေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒါက၄၁၄၁ပုံစံတစ်ပိုင်းနောက်တစ်ပိုင်းကကျတော့ကျွန်တော်နောက်ခံကစားသမား2ယောက်ပဲထားပြီးစော့တဲ့ပုံစံမျိုးတွေ EPL မှာ Chelsea လဲစော့တယ် Arsenal လဲစော့တယ်ကျွန်တော်အသင်းကြီးတွေစော့တဲ့ဟန်ကိုမြင်ရပါတယ် Man City တို့ဘာလို့လဲကစားတယ် Liverpool လဲစော့တယ်နှစ်3 4-1ပုံစံမျိုးဖြစ်သွားတယ်ဒီလိုပုံစံက Lewis Kelly နဲ့ Kyle Walker က Declan Rice ကို ဘေးနားမှာပေါင်းပြီးတော့ကစားတဲ့အခြေအနေမျိုးမှာ၃ယောက်တန်းသွားတဲ့ style ဖြစ်ပါတယ်။နောက်ဆုံးပုံစံတစ်မျိုးကတော့၄-၂-၂ပုံစံမျိုးပါ။ Rice နဲ့ Cartage ုံထိုင်နေ edition မှာ market stretch 4နဲ့ fifo တန်းရှိပြီးနောက်ဆုံး striker 2ယောက်ပုံစံမျိုးလဲလှည့်ပတ်ပြီးတော့ကစားသွားနေတယ်ပေါ့နော်။ဆိုတော့ viewer ဖိုင်းခင်းချင်းရအတော်လေးကိုအားရစရာကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောရမှာပါ။နောက်ထပ်တစ်ပိုင်းကကစားသမားတွေရဲ့စွမ်းဆောင်ရည်ပေါ့။တချို့ ကစားသမားတွေဒီအခုမှအင်္ဂလန်လေဝေးစင်အသင်းအတွက်ရွေးချယ်ခံခဲ့ရတဲ့သူတွေပါတယ်။လူးဝစ်ကယ်လီဆိုလည်းဒီနှစ်ပွဲမှာပထမဆုံးအင်္ဂလန်အတွက်ပွဲတစ်ခွင်ရတယ်၊ခြေသွမ်းပြတယ်၊ဂိုးတစ်ခုသွင်းသွားတယ်။ဒါ့အပြင်ဒန်ဘန်ပေါ့။စကယ်လီကတော့ထားလိုက်ပါတော့။ငကိုကလေးကဟိုပရိသတ်အချစ်တော်ကစားသမားဖြစ်တဲ့အခါကျတော့ဒီပွဲတွေမှာခြေသွမ်းပြတယ်။ကျွန်တော်ကတော့အရင်မအံ့အောင်။တော်တော်ဒန်ဘန်။ဒန်ဘန်ကြီးဆိုအင်္ဂလန်မြေမှာကစားနေရကြပြီ။တစ်ခါမှလေဝေးစင်အသင်းအတွက်ရွေးချယ်မခံရဘူး။အခုပထမဆုံးကစားတဲ့ပွဲတွေမှာဆိုရင်ဒန်ဘန်ကြောင့်တချို့သောအမြင့်ပေါ်ရှင်းထုတ်ပုံတွေကအင်္ဂလန်အသင်း အားရစရာအများကြီးကောင်းခဲ့တယ်။ဘေးကကွန်ဆာလည်းကောင်းခဲ့ပါတယ်။တိုးတော်လဲတန်ပန်းကိုဘာကြောင့်ရွေးချယ်လဲတဖြည်းဖြည်းချင်းညီကျွန်တော်မြင်လာရတယ်။အဘင်းညာက area ball တွေကိုအားကိုးပြီးတော့ counter attack ကနေကစားတယ်။အဲ့ဒီ ball လုံးနေပြန်ကျလာပြီဆိုရင်ဒန်ပန်းကိုရှင်ပြီးတော့ area jewel 9နဲ့ကစားသမားမရှိဘူး။ဒန်ပန်းရဲ့ရှင်းထုတ်မှုတွေကလည်းအများကြီးကျွန်တော်တို့အထောက်အကူဖြစ်စေခဲ့ပါတယ်။အဲ့တွက်ကြောင့်ဒန်ပန်းကလည်းဒီနေ့ပွဲတွေမှာ Louis Kelly need to လုံးဝ shining ဖြစ်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာ။ ဆိုတော့ twin goal လေးတွေကိုပြန်လဲစမ်းစစ်ကြည့်မယ်ဆိုရင်ပထမအကူတကူကတော့ Ju Bellingham ရဲ့ကမ္ဘာအဆင့်ဘောလုံးပေးပို့နိုင်မှုပေါ့ဗျာဒီလိုဘောလုံးပေးပို့မှုတွေကအတော်လေးရှားပါတယ် Ju ရဲ့အဲ့ဒီကောင်းလာတဲ့ through pass ကိုဘေးနာ overlap တက်လာတဲ့ Luis Calia ဒီ channel ကနေပဲသူဖြတ်ပြေးသွားပြီး first touch မှာရင် twin goal တကူရယူပြီးသွားခဲ့ပါတယ်ဒါကသူ့အတွက်အင်္ဂလန်လူရေးစင်အသင်းရဲ့ပထမဆုံး twin goal ပထမဆုံးပွဲဥတွက်ဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တကူကဒုတိယအိမ်မှာရသွားပါတော့နော် Rice ရဲ့အကွက်မြင်မှုကနေမှတဆင့် Hurricane ရဲ့ ပထမဆုံး first touch ကကောင်းတယ်ဝေ့ပြီးတော့ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျပွဲပြီးတဲ့အချိန်မှာတော့အင်္ဂလန်လူရေးစင်အသင်းရော Thomas Tuchel ရောမျက်နှာပန်းလှခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားကြင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးချယ်စီခြင်းနဲ့ဆိုရင် comment မှာဝင်ရောက်ရေးသားပေးသွားကြပါခင်ဗျာ